ရင်ရဲ့ဒီကရေ SRG ဘက်ကလည်းတင်နေရမျိုးတွေတွေ့ရတယ်။မနေ့ကတော့ကျွန်တော်တို့ဒါ SRG နဲ့ OG နဲ့ collaboration လုပ်သွားပြီဆိုရင်မှကျွန်တော်တင်ရတယ်ပေါ့နော်။ OG sig.og ပေါ့ဗျာဒီ collaboration video တွေမှာပြောသွားတဲ့အရာတော့ opportunity တွေအများကြီးရှိတယ်သူတို့ရဲ့ future plans တွေအများကြီးရှိတယ်ပေါ့နော်ဆက်ဆုံး scp မိမိရဲ့အရာ awc world cup ပေါ့နော်2025မှာဒီ club point ဒါ program ဆိုတဲ့အရာရှိတယ်2024ကတည်းကရှိတယ်ပေါ့နော်အဲ့မှာ team fair con ကရတယ်ဗျာပတ်စံအများကြီးရတာပေါ့ဗျာဒီအတွက်မှာ2025 trend rules and regulation ထုတ်ပြန်ထားရတဲ့မှာဆိုလို့ရှိရင်သူတို့ကဒီ collaboration လုပ်ထားတဲ့ two distance အရာ in eligible ဖြစ်တယ်ဆိုပြီးမှရေးထားတယ်ပြောပြောချင်တာ sig.og ဆိုလို့ရှိရင် club point တွေမှာဝင်ဖို့အတွက်သူတို့အမိုက် color ားလုပ်ဖို့နည်းနည်းခက်ခဲလိမ့်မယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လဲ Fnatic နဲ့ Onito ရဲ့ဒါ collaboration ရဲ့ဆဲတာမျိုးတွေ AP Brand နဲ့ Faircon နဲ့ Jordi collaboration ရဲ့ဆိုင်းတာမျိုးတွေဒါ NBA page ဘက်မှာဖြစ်ခဲ့တယ်ပေါ့နော်တို့တော့တတိတခြားစီပဲ Team Faircon ကလည်း Team Faircon sorry where AP Brand လေ AP Brand တသက်အဲ့လိုမျိုးတွေရှိခဲ့တယ်ဗျာဒီခု SRG. ဒါ OG ကိစ္စတခုမှာတို့ WC regulation ရဲ့ တို့ရ player တွေကကျွန်တော်ပြောင်းလဲပဲရှိရမယ်ဆိုတော့အကယ်လို့များ SRG အနေနဲ့ကျွန်တော်တို့ဒါ NBA season 15ရဲ့ grand final ကိုရောက်ရှိသွားခဲ့မယ်ဆိုလို့ရှင် WBC အောက်မှာကျင်းပတဲ့ MSC 2025မှာဝင်ခွင့်ရရှိမယ်ပေါ့ဗျာအဲ့ဒီချိန်ရလို့ရှင် SRG လို့ပဲနာမည်တက်မှာလားကျွန်တော် OG လို့ပဲနာမည်တက်မှာလားဆိုရဲကိစ္စရှိနေတယ်ဗျာအဲ့တော့တေတာတော့ကျွန်တော်တို့ဒါ OG လို့မျိုး organization တစ်ခုအနေနဲ့ Mobile Legends Sincere ဝင်လာတဲ့အရာတစ်ခုဟာပေါင်းလက္ခဏာဆောင်တဲ့အရာတွေဖြစ်တယ်ပေါ့ဗျာအဲ့တော့ညီကိုရောကျွန်တော်ဒီ collaboration ပေါ်ဘယ်လိုမြင်လဲအောက်က comment section မှာဝင်အောင်ဆွေးနွေးတော့လို့ရပါတယ်ကျွန်တော်တော့ SC4 ရင်းပဲဖြစ်ပါတယ်